အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါတငငချင်းတို့ရေမနေ့ညက Premier League ပွဲစဉ်38မှာနောက်ဆုတ်ပွဲပိတ်သွားတာတော့ Manchester City ပဲပြောရမှာပဲ Champions League ဝင်ခွင့်အတွက်ဘိုလ်လူပွဲတစ်ဖွဲကံသွားတော်တော်ကောင်းတယ်နော်ထောက်ကလိုင်းရလေးမှာလူငယ်ကစားသမားတွေခြံခဲ့ပြီးတော့ Marmont နဲ့ Seba ကိုတောင်းပန်လေးလိုက်ပြီး De Bruyne နောက်ခြံနဲ့ Haaland ကိုရှစ်တင်ပြီးဆော့သွားတယ်အကန့်ကြီးတော့ D ရဲ့လို့ Di Bardi ရဲ့တော့ Nunez လို့နောက်တန်းမှာလည်းအဆုံပဲ ဘုံမောက်ကလည်း4231ဆိုရယ် line နဲ့ crimean လို့ ibasil လို့ siminyo လို့ fabania လို့ ਨੇ တောင်ပိုင်းလေးမှာ live ပါပြီးတော့ထောက်ဝါနေထိုင်တော်တော်ကောင်းတယ်ပြောရမှာပဲ။ကွဲရဲ့တုံးတက်ချက်လည်းချက်ကြည့်ရမယ်ဆိုရင်တော့ man city ရဲ့ဘောလုံး position မှာ58ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီးတော့53ဆောက်ဆိုတဲ့ရာခိုင်နှုန်းဘုံမောက်ကပိုင်ဆိုင်ထားဆိုတော့တိတ်လောက်မကွာဟားလောက်ဦးနော်။ဒါပေမဲ့ထူးဆန်းတာ short of target လေးမှာ9ချိန်မှာဖိချက်3ချိန်လုံးဂိုးရရှိသွားလဲ city ရဲ့စူးစမ်းမှုကတော့ဒီပွဲမှာတော်တော်ကောင်းတယ်လို့ပြောရမှာပဲ။ ဘုံမောက်ကလည်းချော့တက်ကနှစ်ချိန်မှာနှစ်ချိန်ပစ်ချက်ရရှိပေမဲ့နောက်ဆုံးပွဲပြီးခါနေ10မိနစ်မှာဂိုးရရှိသွားနေတိုင်းမှာဒီပွဲစဉ်ဘယ်လိုရင်ဆိုင်သွားလဲကျွန်တော်ဂိုးလေးချက်တော့ကြည့်လိုက်အောင်ပွဲချိန်73မိနစ်မှာရရှိသွားတဲ့မာမော့ရဲ့ဂိုးကတော့ဆောင်းဝန်းကောင်းတယ်လို့ပြောရမှာဒီနေ့မှာပရီးမီးယားလိအလပစုံဂိုးတဲမှာလာပါသွားမယ်နေသားရှိတယ်လို့ပြောရမှာနော် မာမော့ပြီးတော့နောက်ချန်လိုက်လာတဲ့27မိနစ်မှာဒီဘရိုင်းရဲ့ cross ball နေပြီးဟာလန်မမီလိုက်လို့ဒီလုံးသာခေါင်းမီဝိုက်တယ်ဂိုးရရှိမှခွင့်ရလို့ပိုင်ဆိုင်နိုင်တယ်ဒီဂိုးရပွဲကြိမ်24မိနစ်မှာဒီ Brian လို့ဒီလုံးပိုင်နိုင်မဲ့အလုံးယူဘာနဲ့ထိပါဒီလုံးတော့ဒီ Brian ညံ့တယ်လို့ပြောမှာ open တိုက်ကြီးပွဲကြိမ်38မှာဘာနန်တို့စေးပါတတရရပဲထဲ့ဝဲလုံအောင် 66မိနစ်မှာကိုပါစစ်နေရဲလောအောင်ဖြစ်တဲ့ပါလေဒါဥပဲတိုက်ကြီးကိုဆွဲချလိုက်တဲ့အနေထားကတော့နောက်ရှစ်မှုနဲ့ပေါ့နေကထီွား90ကျော်မှလည်းကိုပြည်ကနေရဲလောအောင်ဖြစ်မှာပဲလေနင်းချတဲ့ဟာကြီးကဒီလုံးရဲ့ကြိုးဝါနိုင်တယ်ပွင့်ကျင်88မှာဂွန်ဇာလက်ကန်ဝါရဲ့လောအောင်လည်းကောင်းရယ်နော်ဒီလောအောင်လည်းလုံးဝအဝေးကြီးပဲပြီးခုတ်တွေပဲဒီနေ့ရရှိွားမန်စီးတီးရဲ့ဂိုးတွေအရော အင်ဂျူရီတိုင်း65မိနစ်မှာဒီလုံးပေးရတာလို့မန်စီးတီးမာကင်နေနော်ဒီမှာအလန်ပေးွားနော်တော်တော်ညံ့ဒီလုံးကြီးကမာကင်ကနောက်ကတက်လာတဲ့ဟာမဖမ်းနိုင်သူကဥနေတဲ့နေထိုင်တစ်ခုမှာဘောဥနေတဲ့နေထိုင်တစ်ခုမှာ तू မလိုက်နိုင်တော့ तू နည်းနည်းဆိုးသွားအဲ့လိုပွဲပြီးတာနဲ့ကျွန်တော်တို့တေဘရက်တင်မှုတစ်ချက်ကြည့်လိုက်တဲ့ချိန်မှာမန်စီးတီးက68မှတ်နဲ့73နေရာရောက်ရှိသွားပြီးတော့66 66 66 3တဲ့ 456 Newcastle Chelsea Estobila ခုနှစ်က Northern Forest ရလဲ65မှန်းနဲ့ပွဲချိန်38ထိဘူလူပွဲတစ်ဖွဲ့ပဲနော်ချန်ပီယံလိဝင်ခွက်ကတော့နောက်ဆုံးပွဲချိန်လေချက်ရှိုးလိုက်တဲ့ချိန်မှာ Man City ကဖူဟန်နဲ့ဝေးခွင့်အကန်ရမယ် Estobila လည်း Man U နဲ့ဝေးခွင့်အကန်ရမယ် Newcastle Everton အိမ်ခွင့်မှာဆိုတော့ Northern Forest နဲ့ Chelsea ကလို့ဘူလူပွဲပဲချန်ပီယံလိဝင်ခွက်ဘူလူပွဲပဲသိင်းနဲ့အားရတကယ်ကြီးလို့ မန်စီးတီး9မှာလာဖူဟက်အလွယ်လွယ်ကူကူမန်ယူကလည်းယူရိုပါပေးပြီဆိုတော့အင်စတောဘီလာကိုဒွယ်လက်တကူရှုံးပေးမှာလာနျူကာဆယ်အဗာတန်နိုင်ဖို့အတွက်ခွက်ရီးကောင်းဆုံးဝယ်တကြောမျောလဲမိရယ်နော်နောက်တန်ဖောရဲနဲ့ချက်စီနဲ့ကတော့တရေယူရရင်ဘယ်လိုလာမလဲတရေယူရရင်နောက်တန်ဖောရဲတွေ66မှတ်ချက်စီတွေက68မှတ်အင်စတောဘီလာလို့နျူကာဆယ်လို့မန်စီးတီးလို့နိုင်ပါရယ် ဖြစ်စီရလဲပလုံရေ good defrat ဘိုင်းမှာတော့ newcastle အတွက်ခွက်ရေးကောင်းသလိုနိုင်ဖို့အတွက်လည်း newcastle အခွက်ရေးကောင်းဆိုပဲလို့ကျွန်တော်ထင်မြင်ယူဆမိပါတယ်ကျွန်တော် channel လေးအနေနဲ့သုံးသပ်ရင်တကယ်ကြီးတော့အားလုံး note ဆက်လိုက်ပါလေပွဲစဉ်38မှာပြန် fight ရမယ် fighting ကျေးဇူးတင်ပါတယ်